။မဆုံးခါအလုံးပဲမင်္ဂလာပါ။ကျွန်တော်ဒီနေ့ကတော့ရှာနီလူမျိုးအကြောင်းလေးတော့အချင်းချင်းမင်းပြောချင်တာပါ။ဒါလူမျိုးတစ်မျိုးရဲ့ history ဆိုတော့ကျွန်တော်တို့ပြောမယ်ဆိုရင်တော့အကျယ်ကြီးပေါ့ဗျာ။ဒါလေးကိုအကျယ်လေးကိုကျွန်တော်ချုပ်ပြီးပြောမှာ။ကျွန်တော်တို့အဖိုးဖွားတွေကတားဆီးမြေးဆက်မကြောက်မကြမတောက်မတပဲနဲ့ ကိုယ့်နေရာမှာနေပြီးမှစီးပွားရေးလှုပ်ရှားနိုင်အောင်သူတို့ကရည်ရွယ်ကြီးမှမြို့ရွာတွေတည်ခဲ့တာသူတို့မြို့ရွာတည်မယ်ဆိုရင်အချက်လေးချက်ဟိုကိုက်ညီမှသူတို့တည်ရဖြစ်ပါတယ်အချက်လေးချက်တစ်ချက်ချက်နဲ့တည်တည်ရင်တော့သူတို့တည်ကြပါလေဒီအချက်လေးချက်ဆုံးကိုက်ညီရဲ့ညွာမှာဆိုရင်မြို့ကြီးတည်ပါအဲ့ဒီအချက်တရားဘာတွေလဲဆိုတဲ့ခါကျတော့ကျွန်တော်တို့စကားနဲ့နတ်နာဟာတာဆိုတော့မှသူတို့ပြောပါတယ်နတ်ဆိုတာရေကောင်းတဲ့နေရာမြို့တည်တယ် now လေကောင်းတဲ့နေရာမှာမြို့တည်ပါ ဟာရွာကြီးရွာစဲတဲတဲနဲ့နဲ့ကောင်းတဲ့နေရာမှာမြို့တွေတဲတဲကြီးရွာတွေအဲကျွန်တော်တို့နေထိုင်ကြတာပေါ့နော်နောက်တော့ဖားဆိုတာရတနာတွေထွက်ရှိတဲ့နေရာမှာလေသူတို့မြို့တွေတဲတယ်နောက်တာဆိုတာစိတ်ကန်းကောင်းတဲ့နေရာမှာလေသူတို့မြို့တဲတယ်ကုတန်ရောင်းဝယ်တွေတွားတဲ့ခါဟိုတော့လေနဲ့တွားရတယ်လေနဲ့တွားရတဲ့ခါကျတော့လေအဲ့ဒါလေးကိုလည်းကျွန်တော်ကုတန်ရောင်းဝယ်တွားတဲ့အဲ့မြို့တွေနဲ့သူတို့ကြည့်ပြီးမှရွာတဲထားကြတာဖြစ်ပါဒါကြောင့်မို့မြေပြအခုကချင်းပြည်နယ်နဲ့စကိုင်းတိုင်းထက်ပိုင်းမှာရှိတဲ့မြေပြလွင်ပြင်း တော်တော်များများရဲ့မြို့ရွာနာမည်လို့ကြည်ကြည်ပါကျွန်တော်တို့လူမျိုးစကားနဲ့မိထားတဲ့ရွာမြို့ရွာတွေအများကြီးရှိပါတယ်။ဇာတိုင်းထက်ပါဆိုဝန်တိုကောလင်းနော်ဒါဗမောက်ဒါဟုံးမလင်းခန္ဒီအကုန်လုံးကတောက်ချောက်လိုပါပဲကြလားကြတော့တောင်တွတ်အဆအဆအရာပေါ့နော်ဒီမြို့ရွာတွေရေရွတ်မယ်ဆိုရင်လည်းဒါအချိန်ညိုင်းကြတော့ပါလိမ့်မယ်ဒီဒါကြောင့်မို့ကျွန်တော်တို့ခိုးခွားများကတာမီးတွေကို တားစီမြေးဆက်အဆက်ဆက်မကြောက်မကြပဲနဲ့နေထိုင်နိုင်အောင်ဆိုမှလှုပ်ခဲ့ပြီမြဲဒီနေမြေကြီးကိုကျွန်တော်တို့မကာကွယ်နိုင်ခဲ့လို့ဒီနေ့ကျွန်တော်တို့ဘဝဘယ်လိုဖြစ်နေပြီလဲခုလိုမျိုးတွေပြန်လဲတုံးတက်ဖို့ပါအနည်းကလေးပြောချင်တာဒီမြန်မာပြည်လွတ်လပ်ရေးမရခင်ထီတော့ကျွန်တော်တို့လူမျိုးတွေတက်တောင့်တက်တာရှိကြပါသေးတယ်ကျွန်တော်အဖိုးဖွားတွေကျွန်တော်မတေခင်သူတို့မတေခင်ထီကျွန်တော်အဖိုးဖွားတွေသူတို့မတေခင်ထီကျွန်တော်ပြောထားတဲ့စကားတွေတခုရှိပါတယ် ခေကောင်းတော့ကခေကောင်းတော့နီးနီးညံ့ညံ့ကြိုက်တဲ့အချိန်တွားပေါ့နော်ဒါအခုမိုးရွာခဲ့ပြီဆိုတော့ကစက်မိတ်မှာအင်္ဂလိပ်တစ်ခုနဲ့ကျေလိုက်တာနဲ့ရွှေရရပြီးစားဒါကျတော့အဖိုးဖွားတွေပြောခဲ့ကြတယ်အင်တာမခေကောင်းပြောစရာကောင်းခဲ့တယ်ဆိုတဲ့အကြောင်းဒါကျွန်တော်ကခဏခဏပြောတော့မေးမိပါတယ်အဖွားကဘယ်တော့မှခေကောင်းတာလဲအင်္ဂလိပ်ခေကိုသူတို့ပြောတာဖြစ်ပါတယ်အင်္ဂလိပ်ခေတုံးကမတော်မတမကြောင်းမကြနဲ့အေးစစ်စစ်နေထိုင်နေတဲ့အကြောင်းကိုကျွန်တော်အဖွားတွေဖိုးတွေခဏခဏပြောခဲ့တာလေးကိုဒါကြားပြီးတော့ကျွန်တော်အနေနဲ့ပြောတာဖြစ်ပါတယ် ကျွန်တော်တို့လူမျိုးနေထိုင်ရာဒေတာတွေမှာယနေ့ရှင်မှာပြန်ကြည့်ပါကမ္ဘာကျောက်စိမ့်တက်ကြီးလို့ပြောနေတဲ့ဖာကအချမ်းစကားနဲ့ခေါ်ထားတာပါအဲ့ဒီဥရုရှောင်းကောက်ကောက်စင်းစင်းအကုန်ကြည့်ပါလေနာကန်စီဆိုင်တာစပြီးမှတောက်လျှောက်ရေခဲ့ပါကျွန်တော်တို့ဒီတမခါဟောင်ပါနော်နောက်ပြီးတော့ဒီဟ ோம் လင်းရှင်နေမြတဲ့ပေါင်းတဲ့ ठी ကိုကျွန်တော်တို့လူမျိုးစကားနဲ့ခေါ်ထားတဲ့မြို့ရွာနာမည်တွေကြီးပဲဆိုတော့ဆောင်းလဲကျွန်တော်အနေနဲ့ ်ပြောချင်ပါတယ်ဒါဖူဖွားတွေကသူတို့နေခဲ့လို့သူတို့နာမည်နဲ့မဲ့ထားတာဖြစ်ပါတယ်တခြားလူမျိုးတွေနေရင်သူတို့ဘာသာစကားနဲ့မြို့ကနာမည်မဲ့မှာဖြစ်ပါတယ်ကျွန်တော်တို့လူမျိုးတွေနေထိုင်ခဲ့လို့ကျွန်တော်တို့လူမျိုးစကားနဲ့မဲ့ထားတာဖြစ်ပါဒါကြောင့်မို့ဇတိနယ်မြေကြီးကိုကျွန်တော်တို့အနေနဲ့မစောင့်ရှောက်နိုင်ခဲ့တဲ့အခါကျတော့ကျွန်တော်တို့ဘဝတွေဘယ်လိုဖြစ်နေပြီလဲကျွန်တော်လူမျိုးတွေပြန်လည်ဆက်စစ်ဆေးကြပါလေဒီနေ့ကျွန်တော်နိုင်ငံရေးပါတီထွက်လာပြီနိုင်ငံရေးပါတီကလူမျိုးနာမည်နဲ့ တဲ့ဒါပေမဲ့ဒီလူမျိုးတစ်မျိုးတည်းကိုအလုံးလုံးမှာမဟုတ်ဘူးဒီဒေသတွေမှာနေထိုင်တဲ့လူမျိုးတွေရဲ့အခွင့်အရေးဓာတ်တူရရှိအောင်ကျွန်တော်ကြိုးစားတော့မှာဖြစ်ပါဒါပြောမယ်ဆိုရင်တော့လူမျိုးတစ်မျိုးကတစ်မျိုးဖိနေနေမယ်ဆိုရင်ဒီဒေသရဲ့ဘယ်တော့မှမတည်ငြိမ်နိုင်ပါဘူးဒေသတည်ငြိမ်ရင်းနဲ့အိရှာမှုရရှိအောင်ကဒီဒေသတွေမှာနေထိုင်တဲ့လူမျိုးပေါင်းစုံကသူနဲ့သူရှိရှိခင်ခင်ရှိဖို့အတွက်ကကျွန်တော်တို့အနေနဲ့ဒါတပင်းကြီးဆောင်ရွက်တော့မှာဖြစ်ပါတယ် ကျွန်တော်တို့ရေခန်းစားခဲ့ရပါတယ်လွတ်လာရင်ရတယ်နှစ်ပေါင်း60ကျော်ကျွန်တော်တို့ဘဝတွေဘယ်လိုရတည်ခဲ့ရလဲကျွန်တော်လူမျိုးတွေအားလုံးတိမအောင်အဲ့ဒီအတွက်ကိုတင်ကားစာယူပြီးမှနောက်မှတမန်လူမျိုးတွေလည်းဒီလိုမျိုးမဖြစ်ရအောင်ကျွန်တော်တို့ဆောင်ရွက်ဖို့လိုအပ်ပါတယ်လက်နက်ကင်ပြဿနာကိုလက်နက်နဲ့ဖြေရှင်းမယ်ဆိုပြီးမှထွက်ပေါ်လာတဲ့ချမ်းဒီလက်နက်ကင်တွေလည်းဒီပုံစံဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်လက်နက်ကင်ပြဿနာမျိုးတွေမပေါ်ပေါက်လာအောင်ကျွန်တော်ဂျူးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်ပြည်သူအကျိုးကိုဆောင်ရွက်မယ် တော့ချန်ဒီလူမျိုးတွေအနေနဲ့လဲခဏတုန်းကကျွန်တော်ပြောခဲ့တဲ့အရှိမပြောခဲ့တဲ့အချင်းကလေးပါအသေးစိတ်ကလေးကျွန်တော်အခြေကြီးပြောလို့ရပါတယ်ဒါပေမဲ့လဲတမိုင်းချောင်းကိုနောက်ချောက်ကြီးပြောနေမယ်ဆိုရင်လည်းကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်လေးကိုပြောဖို့အချိန်မရမှာဆိုတော့ပါအဲ့ဒီပဲကြောင့်မို့ကျွန်တော်တို့ယနေ့အချိန်မှာချန်ဒီလူမျိုးတွေတက်ကိုအားရကြီးပါပြီမြန်မာနိုင်ငံထဲမှာရှိတဲ့ကိုယ့်လူမျိုးအနေနဲ့စည်းရုံးချင်းကိုပြမယ်အရှင်ရောက်ပါပြီကျွန်တော်အဖိုးဖွားတွေရဲ့ကျေးဇူးတွေကို ကြည့်ပြီးမှအဖိုးဖွားတွေရဲ့ညီမချက်တွေကြည့်ပြီးမှကျွန်တော်တို့တွေစီးအောင်ကြရအောင်ပါဒီစီချိန်မှာကျွန်တော်တို့တွေရဲ့အနေနဲ့လည်းခစ်ပြောင်းစနစ်ပြောင်းမှလူဖြစ်လာရတဲ့အခါကျတော့တမိုင်းတာဝန်ကြီးအောင်ကျွန်တော်တို့အမျိုးသားရဲ့တာဝန်ကြီးအောင်ဆောင်ရွက်ကြရအောင်ပါဒါကျွန်တော်လူမျိုးရှေ့မှာပြောခဲ့တဲ့ကိစ္စလေးတွေကဒါလူမျိုးတဲ့တမိုင်းအချင်းကလေးမှာကျွန်တော်အဖိုးဖွားတွေပြောခဲ့တဲ့နတ်နာဖားတာ တို့ရဲ့ညွာတင်တဲ့ကိစ္စလေးကိုကြည်ချင်းအပြည့်အဖိုးဖွားတွေရဲ့ဂျေဇူးကိုယနေ့ချိန်မှာပြန်ဆက်ရင်းနဲ့ကျွန်တော်ဒီရွေးကောက်ပွဲကြီးမှာကျွန်တော်ပါတီကိုမင်းထည့်ကြရအောင်လို့ကျွန်တော်အနေနဲ့ကြေကြားလိုပါတယ်ဂျေဇူးတင်ပါလေ